မိဘပြည်သူများရှင် Prime Media မှဒေါက်ခတ်နင်းစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်။ဒီနေ့မိဘပြည်သူများကိုကျွန်မပထမဆုံးပြောရမယ့်သတင်းကတော့မိဘပြည်သူရဲ့အရန်စိတ်ဝင်စားနေတဲ့သတင်းလေးတစ်ခုပါပဲ။အဲ့ဒီသတင်းလေးကတော့ online မှာနာမည်ကြီးတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့ online ဆယ်လီသမီးဆိုးပေါ့နော်။မတက်ကိုကိုကိုနိုင်ငံတော်ကနေပြီးတော့ဖမ်းဆီးလိုက်ပါရဲ့ရှင်။ဒီဖြစ်စဉ်လေးကိုသတင်းလေးတိုင်းကျွန်မဖတ်ပြပါမယ်။မလေးတိုင်းဒေသကြီးပြင်းလွင်မြို့ရက်ွက်သုံးမှာနေထိုင်တဲ့ဒေါ်အေတင်ကိုကနေပြီးတော့ ူ့ရဲ့မိသားစုအတိုင်းဝင်တွေလုပ်ငန်းတွေလူမှုရေးတွေပျက်စီးစေဖို့အတွက်တော့လကောက်ဆွဆွဲပြောဆိုတာသူမအောင်ထောင်တန်းပေါ့နော်ထောင်ကျစေဖို့အတွက်ဆွဆွဲပြောဆိုပြီးတော့စော်ကားခဲ့တဲ့တမီးစိုးခေါ်တက်ကိုကိုကို6ရက်10လ2025မှာပြင်းဥရီမြို့မှာရဲစခန်းမှာပါဆောင်215မြင်းဆောင်2025ဆက်သွယ်ဥပဒေပုံမှ66ဂါကြီးနဲ့အမှုခွင့်တိုင်ကြားထားပါတယ်ရှင့်ဒီလိုတိုင်ကြားပြီးရနောက်မှာဆိုရင်ယနေ့အောက်တိုဘာလ12ရက်နေ့မှာတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက မတ်သက်ကိုကိုခေါ်သမီးစိုးကိုမင်္ဂလာတောင်ကနေစိတ်မှာဖမ်းဆီးလိုက်ပြီးဆိုပြီးတော့သတင်းလေးတွေထွက်လာပါတယ်ရှင်ဒီသတင်းလေးကိုကျမအနေနဲ့သုံးသပ်ပေးပါမယ်မသုံးသပ်ခင်မှာသမီးစိုးဆိုတဲ့အမျိုးသမီးကိုလည်းမိဘပြည်များသိမှာပါကျမအနေနဲ့အရှင်လင်းဆုံးသုံးသပ်ချက်ပြောရမယ်ဆိုရင်တော့ဒီမျိုးသမီးလေးကနှုတ်ကိုစောင့်စည်းခြင်းမရှိပါဘူးရှင်လူမှုကွန်ရက်မှာနာမည်ကြီးတဲ့သူတွေဖြစ်လာပြီးဆိုရင်နှုတ်ဤစောင့်စည်းခြင်းကိုဤစောင့်စည်းခြင်းဆိုတာရှိရပါတယ်သူမဟာဆိုရင်နိုင်ငံခြားမှာနေထိုင်နေဆိုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့သူတွေကို ူမရဲ့နှုတ်ကနေပြီးတော့စော်ကားမှုတွေနှိတ်ချပြောဆိုမှုတွေနောက်ဆုံးတက်မတော်အထိပါစော်ကားလာမှုတွေတက်မတော်ခေါင်းဆောင်တွေရဲ့ဇနီးများတွေကိုပါစော်ကားမှုတွေကိုနေ့စဉ်နေ့တိုင်းပြုလုပ်လာခဲ့ပါတယ်။သူစော်ကားခဲ့တဲ့သူတွေသူထင်ရပြောခဲ့တဲ့သူတွေဟာဆိုရင်နေပေတိုင်းမှာရှိနေပါတယ်။အမှုပညာရှင်တွေဆိုရင်သူ့ရဲ့ထောင်အစိုးဆုံးခံရတာပေါ့နော်။ဒါကြောင့်အိတ်ကလေးကကျမတို့ကစိတ်ထဲမှာထင်တော့ထင်ပါတယ်ဒီမျိုးသမီးလေးကဆိုရင်တနေ့နေ့တော့ဥပဒေအရအေးအေးယူပြေးပြေးခံရတဲ့အခြေအနေကိုစရောက်လာမှာပဲဆိုပြီးတော့ကျမတို့တွေးမိပါတယ်အခုတော့တွေးရတဲ့အချိန်ပဲဖြစ်လာခဲ့တာပေါ့ရှင် လက်ရှိမှာတော့ဒေါ်အေတင်ကိုရဲ့တိုင်ကြားမှုကြောင့်သမီးဆိုးဆိုတဲ့မျိုးသမီးကိုဖမ်းဆီးခဲ့ရဆိုရင်မဲ့သူလုံးဆောင်ခဲ့တဲ့အရာတွေပေါ့နော်ပြောခဲ့တဲ့စကားတွေကိုပြစ်မှုအားလုံးဆွဲချက်တင်မယ်ဆိုရင်သူ့မှာအပြစ်တွေတော်တော်များနေပါတယ်။ကျမတို့လေ့လာမိသလောက်ပြောပြရမယ်ဆိုရင်တော့ကျမတို့ရဲ့နိုင်ငံကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုချင်းမင်းအောင်လှိုင်ရဲ့ဇနီးတဲ့အထိစော်ကားမော်ကားပြောဆိုခဲ့တာတွေသမီးဆိုးကပြစ်လုခဲ့ပါတယ်။ဒါအပြင်တက်မလော်နဲ့ပတ်သက်တဲ့စော်ကားပြောဆိုမှုတွေပေါ့နော်အဲ့ဒါလေးလည်းကျမမိဘပြည်သူများဖွင့်ပြပါမယ်ရှင်။ ကျမအနေနဲ့နှုတ်ကပြောဖို့အတွက်မဝင်ရဲပါဘူး။ तू ပြောတဲ့အတိုင်းလေးပဲကျမဖွင့်ပြပါမယ်နော်။ဒီပြောဆိုမှုကတက်မတော်မှာအထောက်အောက်သွေးခွဲတဲ့ပြောဆိုမှုတစ်ခုပါပဲ။ တက်မလို့မှဘရင်လိုနေရတယ်ဆိုတာမျိုးမရှိပါဘူးရှင်ဘရင်ဆိုတာတက်ဦးဆန်ပိုင်ပြည်သူပြည်သားတွေရဲ့အသက်ကနေပြီးတော့တိုင်းပြည်ရဲ့အရာအလုံးပိုင်ဆိုင်တာပေါ့နော်တက်မလို့သားတွေဆိုတာဘရင်လိုနေရတာမဟုတ်ပါဘူးရှင်ယာရုအစံလိုက်လေးစားမှုတွေနဲ့ကုညီဆောင်ရှောက်မှုတွေတော့ရှိတာပေါ့နော်ဒါပေမဲ့ဘရင်လိုနေလို့မရပါဘူးဒီလိုအလုံးကြုံပြောဆိုမှုတွေဟာသူ့အတွက်အနေနဲ့ရှိရဲဆိုတာကိုပြောဆိုတော့ကသူမစင်စားခဲ့မိမှလည်းတူပါတယ်ဒါပြင်အမေရိကန်နိုင်ငံကနေပြန်မလာခင်ပေါ့နော်ရပ်ပိုင်းတွင်းမှာပဲသူပြောခဲ့တဲ့စကားတခုလည်းရှိပါသေးတယ် တက်မတော်သား DSA ကျောင်းဆင်းနေပေါ့နော်။ဒါဆိုရင်ကျောင်းဆင်းနေဆိုတာနဲ့မကောင်းတဲ့မိမိုက်စီသွားတယ်ဆိုတော့ပြောဆိုချက်တွေပေါ့နော်။ဒါတွေကတက်မတော်ရဲ့ကုန်သိခံကိုကြဆင်းစေပါတယ်။အဖွဲ့အစည်းတစ်ခုလုံးဒီလိုမျိုးစော်ကားမော်ကပြောဆိုပိုင်ခွင့်မရှိပါဘူးရှင့်။ဒီလိုပြောဆိုချက်တွေဟာလေဥပဒေအရအရေးယူမယ်ဆိုရင်အရေးယူလို့ရတယ်။စကလုံးတွေပုံမှန်တွေဖြစ်လာမှာပါ။ဒါပြင်အစိုးဆုံးကတော့သူနဲ့ online မှာပြဿနာဖြစ်တဲ့မျိုးမျိုးအချို့ရှိရယ်ပေါ့နော်ထင်ထင်ရှားရှားဥပမာဆိုတော့ဒေါ်အေတင်ကိုနဲ့သူပြဿနာတက်တယ်ပေါ့ရှင် ပြဿနာတက်တဲ့အခါမှာဆိုရင်ဒေါ်အေသင်ကိုထောင်သွင်းအချင်းချခံရဖို့အတွက်နေပြည်တော်မှာရှိတဲ့ viewer မူးနဲ့ဒေါ်အေသင်ကိုဖောက်ပြန်တယ်ဆိုတဲ့ပုံစံမျိုးတွေပြောဆိုတယ်။ဒေါ်အေသင်ကိုရဲ့သားကလက်နက်မှကိုရောင်းဝယ်မှုတွေလုပ်တဲ့ဒါအောင် viewer မူးကငွေကြေးယူပြီးဖုံးထားပေးရဲဆိုတဲ့ပုံစံမျိုးတွေတက်တည်မရှိဘဲနဲ့ဆွဆွဲခဲ့တာရှိပါတယ်။ဒါပြင်တော့သူ့ရဲ့ live ထဲမှာပေါ့နော်။ပီတက်တွေလည်းမောင်လေးမောင်လေးဆိုပြောပြီးတော့ဒေါ်အေသင်ကိုကိုရှင်းပြတဲ့နယ်ဆိုတော့လောက်ကျန်တက်ဖြတ်ခိုင်းတဲ့ပုံစံမျိုးလည်းပြောဆိုခဲ့ပါတယ်တော်တော်ဆူဆူဝါကိုနှုတ်ကနေပြီးတော့ပြစ်မှုပေါင်းစုံကျူးလွန်ခဲ့တဲ့မျိုးသမီးတယောက်လိုပဲ ကျမတို့ဝေဖန်ရပါတော့မယ်ရှင်။ဒါကြောင့်အခုလိုမျိုးပေါ့နော်နှုတ်မဆောင်စည်းပဲနဲ့ပြောဆိုခဲ့တဲ့စကားတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုအပိုင်းတွေကိုမတ်သမီးဆိုကနေပြီးတော့လောက်ဆောင်ရတော့မှာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်ဖန်စီပြီးဖြစ်တဲ့အတွက်ဘလို့ပုံမှန်နဲ့အရေးယူမှုတွေရှိလာမလဲဆိုတော့လည်းကျမတို့ဆက်လက်ဆောင်ကြည့်ရမှာပါ။နိုင်ငံတော်ထုတ်ပြန်လာတဲ့ခါကျရင်ကျမအနေနဲ့သတင်းအနေနဲ့မိဘပြည်သူများကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။သတင်းသုံးသပ်ချက်အနေနဲ့ကတော့ကျမအများကြီးတော့မပြောချင်ပါဘူး။မိဘပြည်သူများအားလုံးနဲ့လူငယ်လေးတွေပေါ့နော်အဓိကကတော့ ကျမတို့အားလုံးမှာလူမှုကွန်ရက်အကောင့်တစ်ခုစီရှိကြတယ်။ကျမတို့အားလုံးဟာလူမှုကွန်ရက်မှာပြောရေးဆိုခွင့်ရှိတဲ့သူတွေကြီးပါပဲ။ဘသူရဲ့ဘဝအောင်မဆိုကျမတို့အလွယ်တူပြောပြလိုက်လို့ရတယ်။ဒါပေမဲ့ကျမတို့ဟာစောင့်ဆင်းမှုတွေရှိရတယ်။လူတယောက်ကိုချစ်ခင်စေရလဲဒီနှုတ်ပဲ။လူတယောက်ကိုမုန်းတီးသွားစေရလဲဒီနှုတ်ပဲ။လူတယောက်ကို ထောင်ချသွားစေရလဲဒီနှုတ်ပါပဲရှင့်။ဒါလေးလူငယ်အနေနဲ့စင်ကြင်ကြဖို့အတွက်ကိုမြစ်တာခံကြပါတယ်။ လူတယောက်ကိုပေါ့နော် online နေပြီးတော့မကြိုက်ဘူးမကျင်တတ်ဘူးဆိုရင် block ထားလိုက်ပါဒီလိုနဲ့ပတ်သက်ပြီးမပြောတာအကောင်းဆုံးပါပဲ6 6ကားကြီးဆိုတဲ့ပုံမှန်ကအလကားထားထားတဲ့ပုံမှန်မဟုတ်ပါဘူးကျမတို့နေ့စဉ်သတင်းတင်ဆက်ရင်တော့မှချို့ရလေးမှာပေါ့နော်ပြောရေးဆိုခွင့်ရှိတဲ့သူတယောက်နေနဲ့ပုံစံဖမ်းပြီးတော့သူများရဲ့အတွင်းရေးတွေသူများရဲ့ဘဝတွေကိုနမိတ်တက်ပြီးတော့စော်ကားပိုင်ခွင့်ကျမတို့မှာမရှိပါဘူးတဲ့ရင်တိုင်းလေးပဲကျမတို့တင်ဆက်ပေးရတယ်။တချို့နေရာတွေမှာတော်တော်လွန်တဲ့ကိစ္စဖြစ်နေလို့ပြောချင်တယ်ဆိုတော့မှနာမည်ကိုထိန်ချန်ပြီးတော့ပြောရပါတယ်။ သူများနာမည်တက်ပြီးစော်ကားပိုင်ခွင့်ကျွန်မနိုင်ငံမှာဘယ်သူမှမရှိပါဘူးရှင်။ကမ္ဘာပေါ်မှာလည်းဘယ်သူမှမရှိပါဘူး။ကိုယ့်ကိုစော်ကားလာရင်လည်းတရားစွဲဆိုပိုင်ခွင့်လူတိုင်းမှာရှိပါတယ်။ဒါအောင်ဆင်ញင်ကြဖို့အတွက်ကျွန်မတိုက်တွန်းချင်ပါတယ်။လူမှုကွန်အသုံးမပြုတတ်ကြတော့အလကားနေနဲ့နေ့စဉ်တိုင်းပြောတဲ့စကားတွေကနေပုံမှန်အကြီးကြီးဖြစ်သွားတာကကိုယ့်အတွက်မကောင်းပါဘူးရှင်။ဒါကြောင့်ဆင်ញင်ကြဖို့အတွက်နှုတ်ကြောက်သေးလက်ကြောက်ကြေသွားခဲ့ရတဲ့မျိုးသမီးတယောက်ရဲ့ဖြစ်စဉ်လေးကိုကျွန်မအနေနဲ့သတင်းလေးရနေပြီးတော့တင်ဆက်ပေးလိုက်ပါရစေတော့ရှင်။ မိဘပြည်သူများရှင်ကျွန်မဒုတိယအနေနဲ့ပေါ့နော်ဆက်လက်တက်ဆက်ပေးရမယ့်သတင်းလေးကတော့အခုဆိုရင်မဲဆင်းရဲလေးတွေဟာအနေငယ်မှားယွင်းမှုတွေဖြစ်နေတယ်။ဒါအောင်လဲယူရီးဆီယာနေပြီးတော့ပြန်လည်ပြုပြင်နိုင်မှုစူးစမ်းနေပါတယ်။ဒီလိုစူးစမ်းမှုမှာဆိုရင်မိဘပြည်သူများရဲ့ဝိုင်းဝန်းကူညီမှုကလည်းလိုအပ်နေပါရှင့်။ကိုယ်တိုင်မဲဆင်းကြည့်ပြီးတော့မဲဆင်းမှားရဲဆိုရင်ပြုပြင်နိုင်မှုအတွက်ယူရီးဆီနဲ့ပူးပေါင်းလို့ဆောင်ရမှာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မဲဆင်းဆိုင်ရာကိစ္စရင်းနဲ့ဆက်လင်းပြီးတော့ပေါ့နော်စုံစမ်းမေးမြန်းတာတွေသတင်းပို့တိုင်းပြုလုပ်နိုင်မှုအတွက်ကိုယူရီးဆီယာဖုန်းနံပါတ်လေးတွေကိုချထားပေးပါရှင့်။ အဓိကတော့ call center ဖွင့်ပြီးတော့ပြည်သူလူထုကနေပေးလာတဲ့ data ချက်လက်တွေကိုပြန်လည်ချိန်ညှိဖို့အတွက်စူးစမ်းမဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်။ဒါလေးပူပေါင်းပါဝင်ဖို့အတွက်ကတော့ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်နေပြီးတော့နေပြီးတော့ကောင်စီကချင်ကရကရင်ချင်းစကိုင်းတိုင်းဒေသကြီးတင်းတိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်အေရဝတန်ဒေသကြီးတို့မှာမဲဆင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်မှားယွင်းမှုတွေ ို့နံပါတ်မပါတာတွေစတဲ့ကိစ္စတွေပေါ့ရှင်ဒါတွေဖြစ်လာမယ်ဆိုရင်အခုချပေးထားတဲ့ဖုန်းနံပါတ်တရားနေပြီးတော့ဆက်သွယ်နိုင်ပါတယ်ဖုန်းနံပါတ်ကိုကျွန်မရွှေ့ပြမယ်ဆိုအများကြီးဖြစ်နေတာပေါ့နော်ဒါကြောင့်ကျွန်မတို့ Prime Media မြန်မာ Telegram Channel မှာဖုန်းနံပါတ်လေးတင်ထားပေးပါတယ်အဲ့ဒါနဲ့ဖုန်းနံပါတ်လေးယူပြီးတော့မိသက်ဆိုင်ရာအတိုင်းပေါ့နော်မိမိကမန္တလေးတိုင်းမှာနေရဆိုရင်မန္တလေးတိုင်းဖုန်းနံပါတ်ကိုယူပါမဲဆင်းသွားကြည့်ပါမှားမှုရှိရဆိုရင်ဖုန်းဆက်ပြီးတော့ကြောင်းကြားပေးပါရှင့်ဒါပေမဲ့တခုတစ်ခုသတိပြုစရာရှိတာလေးလဲစာထဲမှာရေးထားပါဘောနော်အဲ့ဒါလေးကျွန်မဖတ်ပြပါမယ် စုံစမ်းပေးမြန်းခြင်းသတင်းပေးပို့ခြင်းမဟုတ်ဘဲနဲ့အနှောက်ယှက်ပေးဆက်သွယ်လာတဲ့တယ်လီဖုန်းနံပါတ်တွေကိုတော့မှတ်တမ်းတင်ပြီးတော့ဒီဖုန်းစင်ကတ်တွေကိုပိတ်သိမ်းသွားမှာဖြစ်တယ်ဆိုပြီးတော့အသိပေးထားပါတယ်ရှင်။နိုင်ငံတော်ရဲ့လုပ်ငန်းဆောင်တာတွေကိုနှောက်ယှက်ဖို့စိတ်ကူးတော်မရင်ပါနဲ့နော်။အနေအရန်များပါတယ်ရှင်။နိုင်ငံတော်မှာထုတ်ထားတဲ့ဥပဒေရှိပါတယ်။နှောက်ယှက်မယ်လို့ကြမ်းစီရင်ဥပဒေကိုရင်ဖတ်ပါ။ဒီဥပဒေတိုင်းကစီရင်ခံရလို့ရှင်ငါခံနိုင်တယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးဆိုတော့နှောက်ရှက်ပါကျွန်မတို့လိုပဲပြောချင်ပါတော့တယ်တချို့ကရှိရယ်လေနှောက်ရှက်လို့တော့ပျော်ပျော်ကြီးနှောက်ရှက်လိုက်တာ ဥပဒေရရေးယူခံရပြီလဲဆိုတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်တာဖြစ်တဲ့အတွက်ဒီလိုမဖြစ်ရအောင်လို့ဥပဒေကိုကြိုပြီးတော့ဖတ်စေချင်ပါတယ်ရွေးကောက်ပွဲကိုနှောက်ယှက်ဖြတ်စည်းလို့ရှိရင်ဘလို့ဥပဒေနဲ့ရေးယူမယ်ဆိုတော့ကျမတို့ရှင်းပြပြီးသားပေါ့နော်အဲ့တဲ့ရင်လေးရှာပြီးတော့ဖတ်ကြည့်ပါလို့တို့ရှင်းလေးရှင်းပြထားပါတယ်ဒါကြောင့်ကိုယ်မှအနေနဲ့မရှိရအောင်လို့ညံနဲ့ရှင်းပြီးတော့စဉ်းစားဆုံးဖြတ်ကြပါရှင်ဒါလေးပဲကျမအနေနဲ့တိုက်တွန်းလိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်ကျွန်မခုဆက်လက်တက်ဆက်ပေးရမယ့်သတင်းလေးကသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ထမ်းတာနေပြီးတော့ထုတ်ပြန်ထားတဲ့ သတိသေးချက်လေးပေါ့နော်အဲ့ဒါလေးကျွန်မဖတ်ပြခြင်းပါတယ်အဲ့ဒါလေးကတော့မသိမလျော့အယောင်ဆောင်အလူကန်လေးကိုရှောင်းတခင်စစ်ဆေးသွားမယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ထုတ်ပြန်စာလေးကိုကျွန်မအရင်ဆုံးဖတ်ပြမယ်သိချားလေးနားထောင်ကြည့်ကြပါနော်တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင်အလှူခံအဖွဲ့များဖြင့်၎င်းအလှူခံမန်တပ်များဖွင့်လှစ်၍၎င်းအကြောင်းမျိုးမျိုးဖြင့်အလှူခံလျက်ရှိကြောင်းထေကြီးဝါကြီးဆရာတော်ကြီးများကဤဝင်ကြီးဌာနသို့အကြောင်းကြားဩဝါဒပြုလာခဲ့ပါသည် အဆိုပါအလူခံများအနက်အချို့အလူခံများသည် မြို့နယ်တန်ကနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်ဖြင့်အလူခံလျက်ရှိတော်လဲအချို့အလူခံများကထောက်ခံချက်မိတူတွေနဲ့အလူခံခြင်းကော်မရှင်ကရယူဆောင်ရွက်ခြင်းအဆရှိသောမသိမ့်မလျော်အယောင်ဆောင်အလူခံလျက်ရှိကြောင်းစစ်စစ်တွေ့ရှိရပါသည်ထို့သောမသိမ့်မလျော်အလူခံမှုများကြောင့်ဗုဒ္ဓဘာသာရဲ့တိလေးထုံးစံနဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့စစ်စစ်တွေ့ရှိသဖြင့်အဆိုပါမသိမ့်မလျော်အလူခံခြင်းများကိုတက်ဆိုင်ရာမြို့နယ်တန်ကနာကအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ ဒေတာအုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့ရှာမခင်စစ်ဆေးယူသွားမှာဖြစ်ကြောင်းအများပြည်သူသိရှိစေရန်အသိပေးဖော်ပြအပ်ပါတယ်ဆိုပြီးတော့သာသနိုင်းဝန်ဌာနကနေသတိပေးစာလေးထုတ်ပြန်ထားပါတယ်။ဒါတော့ဒီလိုစာလေးကိုကျွန်မဖတ်ပြလိုက်တာနဲ့မိဘပြည်မှာမျက်စိရဲ့မှာဘလို့အဖွဲ့တွေကိုသွားပြီးတော့မြင်ပါတယ်ရှက်။တကယ်တော့ဘာသာသာသနာတစ်ခုရက်တည်ဖို့ဆိုတာကအလှခံနဲ့ငွေကြေးတွေနဲ့ပစ္စည်းတွေနဲ့ရက်တည်နိုင်မှုအတွက်စူးစမ်းရတာပေါ့နော်။ဒါကမှန်ကန်တဲ့သဘောတရားတစ်ခုပါ။ ဒါပေမဲ့လူတွေကမှန်ကန်တဲ့သဘောတရားဆိုတိုင်းအလုံးစုံလုပ်လို့မရပါဘူးရှင့်ကျမောက်နိုင်ငံမှာဆိုရင်အဲ့ဒီအလှခံတဲ့ပြဿနာတော်တော်ဆိုးပါတယ်မနခင်စည်းသွားတယ်ဆိုတော့မှတချို့တွေပေါ့နော်တန်ခါအယောင်ဆောင်ပြီးတော့မေသီလာရှင်အယောင်ဆောင်ပြီးတော့အလှခံနေတဲ့ကိစ္စတွေကတော်တော်ရုပ်ဆိုးကြီးတက်ပါတယ်ဒီလိုလှုပ်ဆောင်ချက်တရားသာသနာညှဉ်းနှွမ်းစေပါတယ်အခုတော့တာသနာ့ဝင်ဌာနကအကျိုးအကြောင်းတင့်လျော်လာပြီဖြစ်တဲ့အတွက်စစ်ဆေးရေးယူဖို့အတွက်ကိုစူးစမ်းအားထုတ်လာပါပြီ။ဒါကြောင့်ပေါ့နော် ချို့ရှိရဲကျမတို့မပြောချင်လို့ဒါရန်ကုန်မှာဆိုရင်အိမ်အိမ်မှာနေတယ်ပေါ့နော်ပြီးလို့ရှင်မနက်ဆိုရင်မိလရှင်ဝတ်စုံဝတ်တယ်တင်ကန်းယုံနေပြီးလို့ရှင်မြို့တကာမြို့မှာပတ်ပြီးတော့အလှူခံနေအချိန်တန်လို့ရှင်အိမ်ပြန်နေအိမ်ရလို့ရှင်အရက်ဝတ်ပုံစံပြန်လဲတယ်ဆိုတော့အဲ့လိုမျိုးစီးပွားရေးလို့လှုပ်ဆောင်နေတဲ့သူရှိရဲဒါပြင်အချို့သောအလှူခံနေရဆိုရင်လည်းအဖေရပြုပြင်ဖို့ဆိုပြီးလှူကြတာလှူလှူခံတာရှိရဲ့လေအဖွဲလိုက်ကြီးပေါ့နော်ဒါပေမဲ့သူတို့ပြောတဲ့ဖေရကတကယ်ရှိကြလားမသိမရှိရလားမသိအဲ့လိုမျိုးတွေပေါ့နော် ပြီးရင်သူတို့အဖွဲ့ရလူခံလိုက်လို့ရှိရင်အဲ့လိုမျိုး online တွေနဲ့တခြင်းတွေဖွင့်ပြီးစူညံပြီးတော့ပတ်ဝန်းကျင်ကိုလည်းထိခိုက်တယ်။ဒါပြင်တဆက်သေးပေါ့နော်ကျွန်မပြောချင်တာဒီအလူခံတဲ့ကိစ္စလေးနဲ့ဆက်ဆက်မိလို့ပါ။အလူခံတဲ့ခါမှာသူတို့အသုံးပြုတဲ့ online တွေကတော်တော်နားဒုက္ခပေးပါရဲ့ရှင်။ကျမ်းမာရေမကောင်းတဲ့လူကြီးတွေရှိရနေရဆိုအဲ့အတန်တွေကကျွန်တော်တို့ဘလို့မှနားမခံတော့ဘူး။ကိုစိတ်ကလူချင်းစိတ်ရှိနေတော့မှ online အတန်ကြီးကြောင့်မလူဖြစ်တော့တဲ့အခြေအနေမျိုးတွေတမိဘပြည်သူတွေကြုံဝင်ကြုံမှုပါလဲမယ်။ဒါလေးတွေကိုလည်းကျမတို့ပြန်ပြီးတော့စီကံတင်းကျပ်တဲ့နယ်လို့လည်းထင်ပါတယ်ရှင့်။ ဗုဒ္ဓဘာသာအေးချမ်းတဲ့ဘာသာတစ်ခုပါဒါပေမဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အလှခံတွေပေါ့နော်ရောက်လာခဲ့လို့ရှင်နာဒုက္ခပေးနေတာကြီးကကျွန်တော်တို့ဘာသာတရားရဲ့အေးချမ်းမှုကိုဖျက်ဆီးနေလို့တော့မှကျွန်မစိတ်ထဲမှာထင်မိပါရဲ့ရှင်ဒါပြင်မြန်မာနိုင်ငံမှာပေါ့နော်ဗုဒ္ဓဘာသာတစ်ခုတည်းအဲ့လိုမျိုးအွန်လိုင်းကြီးနဲ့စုညံနေတာမျိုးလို့ပြောမယ်ဆိုရင်လည်းမဟုတ်သေးပြန်ဘူးအခြားသောအထုသောဘာသာဝင်တွေဆိုလည်းဒီလိုပဲသူတို့ရဲ့ဒီအစာအုပ်ထိတ်တွေမှာဆိုအွန်လိုင်းတက်ထားပြီးတော့ပေါ့နော် သူတို့ဒီပေါ့နော်အဲ့လိုမျိုးလေးကျမပြောချင်တာကိုသဘောပေါက်မယ်လို့ထင်ပါရဲ့ရှင်ဘာသာခြားအချို့ဆိုအဲ့လိုရှိရေလေတရက်ကွာလုံးကြအောင်သူတို့ရဲ့ရွတ်ဖတ်နေမှုတွေကိုစုပ်ပြီးလုံနေတာပေါ့နော်အဲ့လိုမျိုးတွေအားဒါမသင့်တော်ပါဘူးဗုဒ္ဓဘာသာကလည်းဒီ online နဲ့ပတ်သက်တဲ့စီမင်းစီကံလိုက်နာရမယ်ဆိုရင်ဘာသာခြားတယ်လည်းလိုက်နာရမယ်ရှင်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဘာသာတရားအလုံးဒန်းတူလုတ်ပေးထားတာဒန်းတူနှီးပါပြောင်းလုတ်ပေးထားတာပြီးတော့ဗုဒ္ဓဘာသာကလည်း စင်မြေစီကံလိုက်နာရမယ်ဆိုအခြားဘာသာဝင်တွေကလည်းလိုက်နာရမယ်ရှင်ဗုဒ္ဓဘာသာတစ်ခုပဲအွန်လိုင်းမသုံးရတော့ဘူးဆိုပြီးစီကံချမှတ်လိုက်မယ်ဆိုရင်လည်းအခြားဘာသာဝင်တွေကလည်းတပတ်တစ်ခါကိုအွန်လိုင်းကြီးနဲ့အဲ့လိုမျိုးဆိုလုပ်နေရဆိုတော့လေအဲ့နာဒုက္ခကလည်းခံစားရတယ်။ဒါကြောင့်အားလုံးကတပြေးညီပေါ့နော်အွန်လိုင်းနဲ့ပတ်သက်ပြီးတော့စင်မြေစီကံထားဖို့လိုတယ်တူတူတိတ်တိတ်ဝွပြူတာမျိုးတွေပေါ့နော်တူတူတိတ်တိတ်ဘာသာရေးကိစ္စဆောင်ရတာမျိုးတွေကိုအဲ့လိုရင်းကျေးမှုကိုထွန်းကားအောင်လို့ကျွန်မနိုင်ငံမှာပြုလုပ်တဲ့နယ်လို့ထင်ပါတယ်။ဒါအပြင်စီမီစီကန်တွေချမှတ်လိုက်တဲ့ဆိုရင်အားလုံးကတလေးစားလိုက်နာဖို့တို့တာပေါ့နော်။ ကျွန်တော်နိုင်ငံကစီးမြင့်တဲ့ဥပဒေတွေဘယ်လိုပဲထုတ်လိုက်ထုတ်လိုက်တနယ်ကိုတစ်မျိုးစီတနယ်ကိုဥပဒေတစ်ခုများထုတ်ထားလားမသိဘူးလို့တော့ကျွန်မခါကြရင်အထင်မိရဲ့အချို့နယ်ကြောင်လည်း online နဲ့ပတ်သက်ရင်စီးမြင့်စကန်လိုက်နာတယ်အချို့နယ်ကြောင်မလိုက်နာဘူးဘာကြောင့်မလိုက်နာလဲပြောလိုက်တဲ့ခါကျတော့မေးလိုက်တဲ့ခါကျတော့အာသူတို့ကပေးထားကန်ထားပြီးသားမို့လို့ view size ဆံမလိုပါဘူးဆိုတော့ပုံစံမျိုးတွေကလည်းပြောသေးတာဆိုတော့ကျွန်တော်နိုင်ငံမှာလည်းအဲ aggregate ကိစ္စကလည်းပေါင်းပတ်သက်လာပြန်ဘောနော် ဘာသာရေးကိစ္စလောက်တာတော့မအဂတိနဲ့အဲ့လိုဆိုတော့လေအဲ့လိုနေထားရှိရပါရှင်အဂတိဆိုတဲ့အမြင့်ကတော့ကျွန်မနိုင်ငံမှာတော်ဆွဲနေပြီဘတ်ပေါင်းစုံမှာဆွဲနေရဖြစ်တဲ့အတွက်ဘာသာရေးနဲ့လည်းပတ်သက်လာကြပြီဖြစ်တဲ့အတွက်အားလုံးပေါ့နော်ရှင်းစရာရှိရရှင်းမှာလင်းစရာရှိရလင်းမှာစီကံလိုက်နာတဲ့နာကိုဘာသာတရားတိုင်းကလိုက်နာကြပါလို့ဒါကျွန်မအနေနဲ့တိုက်တွန်းလိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်ကျွန်မခုသတင်းလေးမှာတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဓိကကတော့နိုင်ငံရေးနဲ့မီဒီယာတွေကြားထဲမှာကြိုးထုံးလေးတစားဖြစ်နေရလေးရှိပါတယ် ဒါလေးကိုကျမအနေနဲ့ပေါ်လွင်အောင်ယနေ့မှာဖတ်ပေါင်းစွာနေတင်ဆက်ပေးချင်ပါရှင့်။ကျမနိုင်ငံမှာနိုင်ငံရေးစနစ်ကဘလို့ပဲပြောင်းလဲစေကမှုနိုင်ငံရေးသမားတွေနဲ့လွတ်လပ်တဲ့မီဒီယာတွေနိုင်ငံပိုင်မီဒီယာတွေအားလုံးဟာဆိုရင် professional ဆက်ဆံရေးရှိဖို့လိုပါတယ်ရှင့်။ဒီလိုဆက်ဆံရေးဖြစ်လာဖို့အတွက်နှစ်ဖက်လုံးမှာတောင်းအရှိရပေါ့နော်။မီဒီယာသမားတွေအနေနဲ့ကလည်းသတင်းချက်လက်တွေဖြန့်ဝေတဲ့အခါမှာတိကျသေးချာမှုရှိရမယ်။ဗတ်လိုက်မှုကင်းရမယ်။မျှတမှုရှိရမယ်ဆိုတဲ့အခြေခံကျင့်ဝတ်တွေကိုစောင့်ထိုင်းရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ထည့်ရမယ့်ကျင့်ဝတ်တွေကိုဘလို့ဖိအားတွေပဲကြုံလာကြုံလာမြင်းမြင်းစုပ်ကန်ပြီးတော့ကျမတို့ကစူးစမ်းလောက်ဆောင်အောင်ဖြစ်ပါတယ်ဒီလိုပါပဲနိုင်ငံရေးသမားတွေကလည်းမီဒီယာသမားတွေကိုပေါ့နော်မီဒီယာသမားတွေမီဒီယာတွေကိုရန်သူလိုမျိုးငါတို့အမြင်နဲ့ဝေဖန်ဖို့ချောင်းနေတဲ့သူတွေပဲဆိုတဲ့အတွေးမျိုးတွေအမြင်မျိုးတွေမရှိရဘဲနဲ့ပြည်သူနဲ့ငါတို့ကြားထဲမှာပေါင်းကူပေးတဲ့ပေါင်းကူတရားလေးလိုမြင်ရမယ်ပြည်သူတွေရဲ့အတန်ကိုနိုင်ငံရေးပါတီနိုင်ငံရေးသမားတွေစီရောက်အောင်ပို့ပေးတဲ့မိတ်ဆွေကောင်းအဖြစ်နဲ့သတ်မှတ်ရမှာဖြစ်ပါတယ် ီလိုမျိုးပညာရှင်ဆန်တဲ့ထိတွေ့ဆက်ဆံမှုမျိုးတွေပေါ့နော်အဲ့လိုထိတွေ့ဆက်ဆံမှုမျိုးတွေမှာကျွန်တော်တို့လောဆောင်မှအချက်လေးလည်းရှိပါတယ်အဲ့ဒါလေးကိုကျွန်မတဆင့်ချင်းဒီဘပြည်သူများရောမီဒီယာသမားများနဲ့နိုင်ငံရေးပါတီများစီကိုပါကျွန်မအနေနဲ့ရှင်းလင်းပြီးတော့တင်ပြပေးချင်ပါရှင့်နံပါတ်၁ချက်ကတော့ကျွန်မတို့သတင်းချက်လက်ပေးပို့မှုဖြစ်ပါတယ်နိုင်ငံရေးပါတီအနေနဲ့မီဒီယာသမားတွေစီကိုသတင်းချက်လက်ပေးပို့တဲ့အခါမှာမှန်ကန်တိကျစွာအချိန်နဲ့တပြည်ညီပေးပို့သင့်ပါတယ်ဒီလိုပေးပို့လာတဲ့ချက်လက်တွေကိုမီဒီယာသမားတွေအနေနဲ့ကလည်း မှန်ကန်တိကျစွာနဲ့ပြည်သူများထံကိုပြန်ကြားပေးရမှာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံမှာဖြစ်တတ်တဲ့ကိစ္စလေးရှိရပါတော့။နိုင်ငံရေးပါတီကသတင်းချက်လက်အမှန်အတိုင်းမီဒီယာသမားကိုပေးရဆိုမဲ့အချို့သောမီဒီယာသမားတွေကစီကံမဆောက်ပဲနဲ့အချက်လက်ကိုလက်ထက်ရောက်လာတဲ့ချက်လက်ကိုအဲ့ဒီအချက်လက်အမှန်တိုင်းမပြောပေးပဲနဲ့အချက်လက်ကိုတွန်းလွန်းတွန်းမှောက်လို့မှောက်လို့ခေါင်းစဉ်တွေမျိုးစုံပြောင်းပြီးတော့ရည်ရွယ်ချက်အမှားတွေနဲ့ပြည်သူစီကိုပြန်ကြားရလဲရှိပါတယ်။ဒါတွေကမီဒီယာသမားမလုပ်သင့်တဲ့ကိစ္စတွေပါ။ ီလိုပါပဲနိုင်ငံရေးပါတီအနေနဲ့ကလည်းမီဒီယာသမားတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိုလမ်းပေါင်းမြောက်များစွာဖွင့်ထားတဲ့မှာလေအဓိကမီဒီယာသမားတွေမေးလာတဲ့မေးခွန်းတွေကိုမှန်ကန်စွာ ဖြေကြားပေးဖို့လိုတယ်မေးခွန်းတွေမေးခွန်းပြုဖို့လိုပါတယ်ကျမအနေနဲ့ဒီနေရာမှာကျမရဲ့တွေ့ကြုံလေးလည်းပြောချင်တာပေါ့နော်အရင်တော့ဆိုရင် USD ပါတီဥက္ကဋ္ဌရဲ့ဥက္ကင်ကြီးကိုကျမအင်တာဗျူးတစ်ခုသွားလုပ်ပူပါတယ်အဲ့ဒီတော့ကျမမေးခဲ့တဲ့မေးခွန်းက ရွက်တီပါတီကိုဝင်မယ်ဆိုရင်စစ်မှုထမ်းကင်းလို့ခွင့်ရတယ်ဆိုပြီးမြေပြင်မှာသတင်းတွေထွက်နေတယ်အဲ့ဒါမှန်ပါသလားဆိုပြီးကျွန်မမေးခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဆိုရင်အဲ့ဒီကိစ္စကတော်တော်ကိုပေါ်လို့ရိုက်နေတာပေါ့နော်မြေပြင်မှာအာ USD ပြေဝင်လို့ရှင်စစ်မှုထမ်းကင်းလို့ခွင့်ရမယ်ဆိုပြီးတော့ USD ပြေရဲ့အောက်ခြေပိုင်းနေရာမြေပြင်မှာစီးယုံနေပါတယ်ဆိုပြီးတော့သတင်းတွေထွက်တယ်အဲ့ဒီသတင်းတွေကိုပြည်ပြင်းမီဒီယာတွေကရှူတယ်သတင်းကိုချဲ့ကားတယ်ပြည်သူတွေကြားထဲမှာဒီ USDB နဲ့ပြည်သူကြားထဲမှာခရောက်ကစားဖြစ်အောင်လုပ်တယ်တက်မတော်ခုတုံးလုပ်တဲ့ပါတီဖြစ်နေ ခေါင်းစဉ်တွေတက်ပြီးတော့နှီးမျိုးစုံနဲ့ဆွဲချနေရဲဆိုတော့ကျမတို့မီဒီယာသမားချင်းကြတော့မွေမွေချင်းချီနေတာပေါ့ဒါကြောင့်ကျမတို့ကလည်းပြည်သူတွေအမှန်တိုင်းသိရအောင်လို့ပါတီရဲ့ဥက္ကဋ္ဌအထိကိုအင်တာဗျူးလုံးဆောင်နိုင်အောင်စူးစမ်းပြီးတော့မေးခွန်းလေးမေးခဲ့တယ်ဒီမေးခွန်းကိုလည်းပါတီဥက္ကဋ္ဌကရှောင်လွှဲခြင်းမရှိဘူးဓာတ်ရိုက်ကိုဖြေချပေးခဲ့တယ်ဒီလိုဖြေချခဲ့တဲ့အတွက်အဲ့ဒီအင်တာဗျူးကလည်းတော်တော်ပေါက်သွားတာပေါ့နော်ပြည်ပမီဒီယာတွေကပါယူပြီးတော့တင်တဲ့ထီကိုပေါက်သွားခဲ့တာရှင့်ဒါပေမဲ့အကျိုးရလက်အနေနဲ့ကြတော့ပါတီဥက္ကဋ္ဌကိုယ်တိုင်ကဒီလိုဖြေလိုက်တဲ့အတွက် ပါတီကိုဝင်ရတဲ့သူတွေပါတီမှာစီးရုံးလုပ်နေတဲ့သူတွေအပြင်ကိုပြည်သူပြည်သားတွေအားလုံးကလည်းသတင်းအချက်အလက်အမှန်ကိုသိသွားခဲ့တယ်။ဒါကြောင့် USCB ကစစ်မှုထမ်းကင်းလို့ခြင်လို့ရှင်ငါတို့ပါတီရဲ့ဝင်ဆိုပြီးမဲဆွဲပါတယ်ဆိုတဲ့ခေါင်းစဉ်ဟာဆက်ပြီးတော့ပြည်သူတွေကိုဂျင်းထဲလို့မရတော့တဲ့ခေါင်းစဉ်ဖြစ်သွားတဲ့အတွက်ပြည်ပြင်းမီဒီယာတွေကလည်းအဲ့ခေါင်းစဉ်ကိုထပ်ပြီးတော့ဂျင်းမထဲကြတော့ဒါဟာမီဒီယာနဲ့ပါတီပူးပေါင်းမှုကြောင့်ရရှိလာတဲ့အကျိုးရလဒ်ခုပါပဲ။ကျွန်မကိုယ်တိုင်ကြုံခဲ့တဲ့အရာကိုပဲကျွန်မပြောပြတာပါ။ အဲ့လိုပါပဲအခြားသောမီဒီယာတွေလည်းဒီလိုပဲပါတီနဲ့ပတ်သက်ပြီးတော့ကောလာဟလတွေထွက်လာတဲ့ခါမှဆိုရင်မေးခွန်းမေးနိုင်အောင်စူးစမ်းရပါတယ်ပါတီဥက္ကဋ္ဌတွေပါတီမှာတာဝန်ရှိတဲ့သူတွေကလည်းမေးခွန်းတွေကိုမရှောင်လွှဲဘဲနဲ့ဖြေမှပြည်သူတွေရဲ့အမှန်တိုင်းသိမှာပါပြောရမယ်ဆိုနိုင်ငံသမားဖြစ်တယ်ဆိုတော့မီဒီယာကိုကြောက်လို့မရပါဘူးမီဒီယာတွေကနိုင်ငံသမားတွေနိုင်ငံပါတီတွေကိုကူညီနေတဲ့အပိုင်းတွေအများကြီးရှိပါတယ်ကိုင်းကျုံမီကျွန်းကိုင်းမီနိုင်ငံတော်အကျိုးအတွက်ပြည်သူအကျိုးအတွက်လှုပ်လှော်အောင်မှာဖြစ်ပါတယ် ဒါပြင်နောက်ထပ်အရေးကြီးတာတစ်ခုကနိုင်ငံရေးပါတီတွေနိုင်ငံတော်အစိုးရတွေစသက်ဖြစ်ပေါ့နော်ဒီလိုမျိုးအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေအားဆိုရင် မီဒီယာတစ်ခုကိုကိုယ့်ရဲ့လက်ကင်တုတ်တခွဲအသုံးချမှုကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်မင်းတို့မီဒီယာမှာငါတို့ပါတီရဲ့သတင်းမထည့်ရမယ်အခြားပါတီတွေသတင်းမထည့်ရဘူးဆိုတော့လွှမ်းမိုးမှုတွေကိုဘယ်မီဒီယာမှပြုလုပ်ခြင်းမရှိရပါဘူးဒါပြင်မီဒီယာသမားတွေကလည်းနိုင်ငံရေးပါတီနဲ့ပတ်သက်တဲ့သတင်းတွေတင်မယ်ဆိုရင်မှန်ကန်ခြင်းရှိမရှိဆိုတာကိုသိချစွာစစ်ဆေးပြီးတော့မှ တင်သိမ့်ပါရဲ့ရှင့်ကိုကြောင့်နိုင်ငံရေးပါတီတစ်ခုရဲ့ဂုဏ်သိက္ခာကျဆင်းသွားတယ်ဆိုရင်ကိုမှတောင်းဝန်ရှိပါတယ်ကိုရဲ့ပုံကိုရေးဆိုင်ရာခန်းစားချက်တွေကြောင့်နိုင်ငံရေးပါတီတစ်ခုလူပုဂ္ဂိုလ်တယောက်ကိုတဲကြီးမဲကြီးဝေဖန်တာတိုက်ခိုက်တာမလုပ်ရပါဘူးရှင့်ဒါလေးကိုဆင်ခြင်နိုင်ကြဖို့အတွက်ကျွန်မသတင်းလေးတွေကနေပြီးတော့မိဘပြည်သူများအားလုံးနဲ့တောင်းဝန်ရှိရသူတွေဒီနိုင်ငံရေးတောင်းဝန်ထဲမှာရှိရသူတွေအားလုံးစီကိုကျွန်မတင်ပြပေးတာဖြစ်ပါတယ်ကျွန်မတို့ကမြန်မာနိုင်ငံကြီးမှာမီဒီယာသမားတွေနဲ့နိုင်ငံရေးသမားဆိုတာကအငြင်းနဲ့ထိတွေ့ဆက်ဆံနေရမယ့်သူတွေဖြစ်ပါတယ် တူးနဲ့တူလေးစားမှုနဲ့ပေါင်းသင်းဆက်ဆံမှာပဲရမှာပါပုပ်ကွေးဆိုင်ရာခန်းစားချက်တွေကိုတတ်နိုင်စုပေးဖယ်ထားမှာရမှာပါအဲ့ဒီလိုဖြစ်မလာအောင်လဲကျမတို့ကလုပ်ငန်းခွင်မှာဆိုရင်အရန်ရောထွေးပြီးတော့ပတ်သက်တာမျိုးမဟုတ်ပဲနဲ့ပညာရှင်ဆက်ဆံထိတွေ့တာလုပ်ငန်းလုပ်ဖို့ကင်ဘက်ဆက်ဆံထိတွေ့တာကအကောင်းဆုံးပါပဲအားလုံးကိုစီကိုကိုစောင့်ကြမယ်ဆိုရင်ဘာမှပြဿနာမရှိဘူးလို့ကျမထင်မြင်ယူဆပါတယ်ရှင်ကျမခုတင်ပြပေးတာကတော့မြန်မာနိုင်ငံမှာရှိနေတဲ့နိုင်ငံရေးပါတီနဲ့မီဒီယာသမားတွေကြားထဲမှာဖြစ်နေတဲ့ကိစ္စရဲ့လေးအားလုံးစုပေါင်းပြီးတော့ ဖြစ်တင်ဖြစ်တိုက်တာလေးကိုကျွန်မညံမီတော့လေးစူးစမ်းပြီးတော့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်။ကျွန်မအနေနဲ့ခုလိုတင်ဆက်ရွေးချက်လေးကတော့ပုံမရေသွေးပြေးသွားတဲ့လုပ်ငန်းခွင်တစ်ခုကိုကျွန်မတို့အားလုံးပိုင်ဆိုင်နိုင်မှုအတွက်သာရှိရပါတယ်။ကျွန်မတင်ဆက်မှုလေးမှာလိုအပ်ချက်တွေရှိသွားခဲ့သည်ရှိတော့အချို့သောသူတွေအတွက်စိတ်နှောက်ယှက်ဖြစ်သွားခဲ့သည်ရှိတော့ကျွန်မခွင့်လွန်နားလည်ပေးကြရန်လဲကျွန်မအနေနဲ့တောင်းဆိုအပ်ပါရဲ့ရှင်။ကျွန်မတို့ကမီဒီယာသမားဖြစ်တဲ့အတွက်မီဒီယာလောကကိုပုံမကောင်းမအောင်လှုပ်ဆောင်မှုတွေတာဝန်ရှိပါတယ်။ နိုင်ငံသမားတွေအားဆိုရင်လည်းနိုင်ငံသမားဖြစ်တဲ့အတွက်နိုင်ငံလောကအောင်ပုံမကောင်းမအောင်လှုပ်ဆောင်မှုအတွက်ဆန္ဒရှိကြမယ်လို့လည်းကျမယုံကြည်မျှော်လင့်ပါတယ်ရှင်။ကျမတို့လောကနှစ်ခုလုံးပေါင်းစပ်မှုကနေနိုင်ငံတော်အကျိုးကိုလည်းအထူးသဲပို့နိုင်မှုအတွက်ကျမတို့အားလုံးကစူးစမ်းတက်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းသတင်းသုံးသပ်ချက်လေးရနေပြီးတော့တင်ဆက်လိုက်ပါရစေတော့ရှင်။ကျမရဲ့သတင်းလေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းသားပြရစေရှင်။ ကျွန်မသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတယ်မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ ကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေလူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစင်ရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မတို့ Prime Media မိသားစုကစုတောင်းမြတ်တာပို့တာအပါနေရှင်